ြမရိုးရအလှပကြီးတစ်ချက်မင်္ဂလာပါဒီနေ့မှာတော့တမိုင်းဝင်တမိုးရှိတဲ့မြမပုံရိပ်ဟောင်းတစ်ခုကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီပုံဟာပြီးဒီလား Fire လို့ခေါ်တဲ့တပ်ပုံဆရာကြီးကဗြိတိရှကိုလိုနီဖြစ်အထူးသဖြင့်20ရာစုအစောပိုင်း1900ခုနှစ်များလောက်ကရန်ကုန်မြို့မှာရိုက်ကူးခဲ့တဲ့ post card postcard တစ်ခုဖြစ်ပြီး Burmese Man in Girl လို့နာမည်ပေးထားပါတယ် ုံတဲကအမျိုးသားနဲ့အမျိုးသမီးငယ်ရဲ့ဝတ်စားစင်ရင်မှုဟာအဲ့ဒီခေတ်မြမရိုးရဒလေးကိုထင်ဟပ်နေပါတယ်။အမျိုးသားကတော့ခေါင်းပေါင်းဝါအင်ဂျီလက်ရှိနဲ့ပစိုးကိုဝတ်ဆင်ထားပြီးမြမရိုးရဥရပူဝါရဲ့အလောက်ကိုမြင်တွေ့နိုင်ပါတယ်။အမျိုးသမီးငယ်ကတော့အင်ဂျီရင်စစ်လက်ရှိဒို့မဟုတ်ရင်ပုံးအင်ဂျီပုံစံမျိုးနဲ့အောက်ပိုင်းမှာ လုံးရက်တပီကိုရိုးရှင်းစွာဝတ်ဆင်ထားပါတယ်။သူမရဲ့စပင်မှာပန်ဆင်ထားတဲ့ပန်းနဲ့နားကပ်လေးတွေကထိုခေတ်ခါကမြန်မာမျိုးသမီးများရဲ့ရိုးရှင်းလာပါတဲ့အလားအပေါက်ကိုဖော်ပြနေပါတယ်။ဒီလိုမျိုးသဘာဝကျပြီးလက်မှုပညာမြောက်တဲ့တပ်ပုံပို့စတက်တွေကိုအဲ့ဒီခေတ်ခါကနိုင်ငံခြားသားခီးသွားတွေဟာအမတ်တရအဖြစ်အမျက်တလို့ဝယ်ယူလို့ရှိခဲ့ပါတယ်။ဒီပုံဟာနှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ မြမလူနေမှုပုံစံဖက်ရှင်နဲ့ဓာတ်ပုံပညာရဲ့အစဉ်တန်းတစ်ခုကိုတက်တည်ခံနေတဲ့ကိုးတန်သမိုင်းအမွေနှစ်တစ်ခုပဲဖြစ်ပါတယ်။